Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မာလာထန်စားတာလေးကိုတင်လိုက်ပါတယ်ဆိုင်ကတော့ဒီ CMU ရဲ့ဘေးကဒီစုတပ်ရက်ကွက်ထဲမှာရှိပါတယ်နာမည်ကတော့ရှင်မောင်တိုင်လားမသိဘူးပေါ့နော်အရင်တော့ကတော့ရိုးရိုးမာလာအရသာကိုစားခဲ့တာပေါ့အခုကကြတော့ဒီနည်းနည်းစမ်းကျင်တာနဲ့ မာလာနိုအရတာပေါ့နော်မာလာမစ်ဆူဆိုရဟာလေးစားပြစ်ခဲ့ပါတယ်နီလေစာစာပိသားကိုတငေချင်းကခေါ်ရနဲ့ဒီအဖော်ပဲလိုက်သွားလိုက်မယ်ဆိုပြီးတော့တွိုင်းနဲ့ကိုကိုရိုင်းနည်းနည်းအလိုမဟုတ်တူတီတူတူချင်တာနဲ့ထပ်စားပြခဲ့သွားတာပါအစားတော့ခောက်ဆွဲပြုတ်စတိုင်လေးစားမယ်ဆိုပြီးတော့ခောက်ဆွဲလေးနဲ့စားမယ်ပေါ့နော်အဲ့လိုလောက်ထားတာကိုမှပြီးလက်ပြီးသွားရောဒီထမင်းနဲ့ပဲမထူတော့ပါဘူးစားလိုက်ပါမယ်ဆိုပြီးတော့ထမင်းလေးတစ်လုံးမှထပ်မှလိုက်တာပါ ဒီဇိုင်းမှာကျတော့ granite ချိန်တာပါပြီးတော့ဒီအသားနဲ့အသီးရွက်ကလည်းအကုံရောချိန်တာဆိုတော့ဒီအသားစားမယ်ဆိုရင်တော့ဒီပိုကောင်းပါဘောတော့ဒီ time မှာကျတော့အသားကောအသီးကောကဈေးတစ်ခုလည်းဖြစ်နေတာဆိုတော့ဒီဘာချင်းချင်းတစ်ဈေးလည်းပဲဖြစ်မှာပါ ရိုးရိုးမာလာရတာနဲ့ဒီမာလာနိုးရတာနဲ့ကဘာကွာလဲဆိုတော့ဒီမာလာရတာဆိုရင်တော့ပြောစရာတော့မလိုပါဘူးဒီမာလာနိုးရတာကတော့နည်းနည်းပြင်းနစ်သွားပြီးတော့နည်းနည်းဣတဲ့ပလီတော့သွားရပေါ့နော်ဟိုလိုမိုးမာလာလိုမိုးပြင်းထန်တာမျိုးတော့မဟုတ်ဘဲနဲ့နည်းနည်းအလိုမိုးအဆက်သိပ်မစားနိုင်လို့အလိုအဆက်လျှော့ချင်တာလိုလိုအလိုမိုးပဲနည်းနည်းဟိုတခြားနိုးနဲ့ရောပြီးတော့အလိုလုံလိုက်တဲ့အရာတာမျိုးပါ ချင်ကတော့နန်းစီပိုင်းနဲ့ကိုယ့်ဟာကိုယ်စားရတာပါကျွန်တော်ကတော့ဒီအချင်သိပ်လိုရာမဟုတ်တာဆိုတော့ဒီတစ်ခါလောက်ပဲတို့ပြီးတော့တိတ်တော့မတို့ဖြစ်ပါဘူးပြီးတော့ဒီအချိုရည်ဖြစ်တဲ့ဒီတီးလေးကတော့သူတို့ free တိုက်တာပါဟိုဒီ free flow လို့တလောက်တောက်လို့ရပါတယ်ကျွန်တော်အခုစားခဲ့တာအကုန်စုပေါင်းပါမှာဒီ65လားမသိဘူးအဲ့လောက်ပဲအကုန်ပြီးစားခဲ့တာပါဘလို့တိတ်မယူခဲ့တာလဲပါတယ်ပေါ့နော် 65ပတ်ဆိုတော့မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်ဒီ1500လောက်တော့သွားမှာပါပြီးတော့ထိုင်းကမာလာယာသားတွေကနည်းနည်းရှင်ပါတယ်ဒီမြန်မာပါဇက်နဲ့ဆိုရင်တော့မတိုးတက်ဘူးပေါ့နော်အဲ့ခါကျတော့တကယ်တမ်းစားမယ်ဆိုရင်အသားတွေများများယူပြီးတော့ဒီမာလာစုကုံမှာအဆက်ဆုံးလို့ပြောစားမယ်ဆိုရင်တော့မှကျွန်တော်တို့မြန်မာနိုင်ငံမှာစားတဲ့ယာသားလောက်နီနီပဲသွားတာပေါ့နော်ဟိုလိုမျိုး <laughs> ြင်းထန်စုပ်ပြတ်နေအောင်လို့အလိုတော်ခံစားရမှာမဟုတ်ပါဘူးပြီးတော့ဒီဆိုင်မှာဆိုင်ခွဲတစ်ခုထပ်ရှိပါသေးတယ်ဒီဆိုင်ခွဲကတော့ချန်ပီယံထဲမှာပါအဲဒီချန်ပီယံဆိုင်ဘေးမှာလည်းထပ်ပြီးတော့စူပါဆူပ်ဆိုရဲဆိုင်ဒီဇိုင်းရှိသေးပါတယ်ဒီအဲ့စူပါဆူပ်ကဒီဆိုင်ထပ်ဖို့ကောင်းတယ်ထင်တယ်အဲ့ဒီစူပါဆူပ်မှာဆိုရင်တော်တော်ကိုပိုလူများပြီးတော့ဒီ try me try me ဆိုပြီးတော့မတော်ပြက်သေးတာပါတကယ်လို့စားပြက်တယ်ဆိုရင်တော့ထပ်တင်ပေးပါဦးမယ် ကျွန်တော်ပါဇက်အနေထားဆိုရင်တော့ဒီနောက်တစ်ခါမာလာနို့ဒီမာလာနွားနို့ရတာဒီမာလာမင်းစုကိုတော့တောက်ဖြစ်မှာမဟုတ်ပါဘူးဒီစားမယ်ဆိုရင်ယူယိုမာလာစုကိုပဲ spiciest ဒီအဆက်ဆုံးနဲ့ပဲစားပြလောက်ပါမယ်အဲ့ခါကျမှပဲတော်တော်ကောင်းမယ်လို့ထင်ပါတယ်အခုကလည်းမဆိုးတော့မဆိုးဘူးပေးရတဲ့ဈေးနဲ့တော့တန်ပါတယ်ကျွန်တော်ကကြတော့ဆက်ဆက်မာလာရတာစစ်စစ်ကိုပိုးကြိုက်သွားလို့ပါအဆုံးထိကြည့်ပေးလို့တဝူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော် နောက်ထပ်တင်မဲ့ဘလော့လေးမှပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲဘိုင်းဘိုင်ပါအားလုံးပဲကိုနိုင်ပါနော်